င်္ဂလာပေါင်းနဲ့ပြည်စုံနဲ့မနက်ခင်းပါခင်ဗျာ။ Mizima အတွက် VOE စီစဉ်ကကျေးဇူးပါတယ်။ Mizima အတွက် VOE စီစဉ်ကို Washington DC မြို့တော်ကနေရိုက်ကူးတင်ဆက်ပေးနေပါတယ်။ဒီကနေ့တော့စိတ်ဝင်စားစရာနိုင်ငံတကာသတင်းဆောင်မတွေ၊ American နဲ့ကမ္ဘာရှင်ကြီးမှု KYC သတင်းတွေနဲ့ဒီကနေ့အတွက်ငွေကြေးဈေးကွက်သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ ခုအရင်ဆုံးကမ္ဘာနိုင်ငံရေးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါရစေ။ကမ္ဘာမှာစစ်ပွဲကြီးတွေကြုံနေရချိန်စီးပွားရေးအားပြိုင်မှုတွေပြင်းထန်နေချိန်နိုင်ငံတစ်ခုရဲ့ပြည်တွင်းပြည်ပနိုင်ငံရေးမူဝါဒတွေကအထူးအရေးကြီးတာပါ။အခုဒီအပိုင်းထွက်ပေါ်နေတဲ့နိုင်ငံရေးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါရစေ။ရုရှားယူကရိန်းစစ်ပွဲကိုရက်30ရက်ဆိုင်မှုအမေရိကန်ကိုယ်စားလှယ်တွေအဆိုပြုတာကိုယူကရိန်းညှိနှိုင်းရေးအဖွဲ့ကပြီးခဲ့တဲ့အင်္ဂါနေ့ကဆော်ရီအာရေဗျာနိုင်ငံမှာလက်ခံခဲ့ပါတယ်။ကျွန်တော်တို့ကမ်းလှမ်းချက်ကိုယူကရိန်းကလက်ခံပါတယ် အပြည့်ရက်ရေလို့ဖို့နဲ့ယူကရိန်းရဲ့အကျိုးလုံခြုံရေးနဲ့နိုင်ငံတစ်ခုအနေနဲ့ကြီးပွားထိုးတက်နိုင်ဖို့အတွက်ရေရှည်တည်တတ်နိုင်တဲ့နီလန်းနဲ့အခုဖြစ်နေတဲ့ပြည်ပခောက်ကိုညှိနှိုင်းဖြည့်ဆင်းတာဒီချက်ချင်းလုပ်ဖို့ဖြစ်ပါတယ်။ငြိမ်းချမ်းရေးအတွက်ယူကရိန်းရဲ့အပေါင်းလက္ခဏာဆောင်တဲ့ပထမဦးဆုံးခြေလှမ်းကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းအသိအမှတ်ပြုခဲ့တယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအချံပေး Mike Walls ကအခုလိုပြောပါတယ် The president has decided တမရကအကူအညီတွေဆိုင်းငံ့ထားတာကိုပယ်ဖျက်လိုက်ပြီး Ukraine အတွက် လုံခြုံရေးအကူအညီတွေကိုလည်းဆက်ပေးမှာပါဒါကအခုချက်ချင်းအသက်ဝင်မှာပါအပြည့်ရရေးအဆိုပြုချက်ကိုလက်ခံပြီးတဲ့နောက်ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကငြိမ်းချမ်းရေးအတွက်ဂရုပြုထားတာကိုအခုလိုထပ်ပြောပါတယ် For the people in the world ဘယ်ကွာလုံးကလူတွေကိုသိစေချင်တာကယူကရိန်းအနေနဲ့ဒီစစ်ပွဲကိုစတာမဟုတ်ဘူးဆိုတာပါ ါပေမဲ့ယူကရိန်းအနေနဲ့တရားမျှတတဲ့ထောက်ရငြိမ်းချမ်းရေးအတွက်အဆင်သင့်ပါပဲ for just and lasting peace အင်္ဂါနေ့အစောပိုင်းမှာတော့ရုရှားဒေသတော်တော်များများကိုယူကရိန်းက drone အမြောက်အများနဲ့တိုက်ခိုက်ခဲ့ပါတယ်အခုလိုတိုက်ခိုက်မှုဟာအနာဂတ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုထိခိုက်နိုင်တယ်လို့ရုရှားသမ္မတရုံးပြောခွင့်ရ Dmitry Peskov ကအခုလိုပြောပါတယ်ခုလရှိမှာတော့ညှိနှိုင်းမှုတွေမရှိသေးတာကြောင့်အနောက်ရှက်ဖြစ်စရာလည်းမရှိပါဘူးဒါပေမဲ့လည်းအခုလိုပေါ်ပေါက်လာတဲ့ကိစ္စတွေကြောင့်တိတိတသာထိခိုက်နေပါတယ် အခုလိုမြေပြင်အခြေအနေတွေတင်းမာနေပေမဲ့လည်းအမေရိကန်ကတော့နောက်တဆင့်အနေနဲ့ရုရှားဘက်ကိုလည်းအပြစ်ရရေးအဆိုပြုတာတွေဆက်လုပ်သွားမှာဖြစ်ပြီးအဲဒီကနေရေရှည်ခံတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ဆွေးနွေးပွဲတွေဖြစ်လာနိုင်မယ်လို့လည်းမျှော်လင့်နေပါတယ်ခင်ဗျာကမ္ဘာမှာလက်ရှိနိုင်ငံတွေအချင်းချင်းကြားပြည်ပခါတွေကြောင့်ရတားပြည်သူတွေထိခိုက်နေရမှုကိုလျှော့ချနိုင်ဖို့လိုပေမဲ့စစ်မှတ်ပြည်ပခါတွေကတနေရာပြီးတနေရာဆိုလိုပေါ်ပေါက်နေတာပါအခုဆက်ပြီး စီးပရိပခနဲ့ဆိုင်တဲ့သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။နောက်ဖက်ကန်ဒေတာကဂျန်နင်ဒုက္ခတဲ့စခန်းမှာအစ္စရေးကဘူဒိုဇာဆက်ကြီးတွေနဲ့ရှင်းလင်းနေတဲ့အပြင်အရင်ကစီကားခဲ့တဲ့လမ်းမကြီးအတိုင်းလမ်းကိုချဲ့ပြီးဖောက်နေပါတယ်။အစ္စရေးနဲ့ဟမတ်စ်တို့ကြား15လကြာစစ်ပွဲအပြစ်ရဖို့သဘောတူညီချက်ရခဲ့ပြီးနောက်တနေ့မှာပဲအနောက်ဖက်ကန်ဒေတာမြောက်ပိုင်းမှာအစ္စရေးကထိုးစစ်စတင်ခဲ့တဲ့အတွက်ဂျန်နင်နဲ့အနာကတူကမ်မြို့တွေကနေ ပါလက်စတိုင်းဒေသက၄သောင်းထက်မနည်းအိုးရင်ဆွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ဂျန်နေမျိုးလေးရဲ့ပြောခွင့်ရဘက်ရှယ်မတ်တန်ဟန်ကတော့ لكن المناظر اللي شفناها يعني تقول مين يا را ကတော့ဂျန်နေဒုက္ခသည်စခန်းဟာဂျဘာလီယာစခန်းလို့ဖြစ်လာတာပါ။နေနေအများကြီးအဖြစ်စီခံရတယ် ညာနေချီပြီးလုံးဝပျက်စီးသွားတာပါအကုန်လုံးမပျက်စီးသေးတဲ့အိမ်တွေလည်းမီးရှို့ခံရပါတယ်အကုန်မီးမလောင်ပဲကြံနေတာတွေလည်းအပျက်စီးခံရပါတယ်အခုဆိုရင်ဂျန်နင်းဒုက္ခသည်စခန်းမှာနေတဲ့သူတွေကို အစ္စရေးတပ်တွေကအပြင်းထန်တိုက်ခိုက်နေတာကြောင့်စခန်းမှာ လူနေလို့မရတော့ပါဘူးလားပြီးဖျက်ဆီးတဲ့အစ္စရေးဘူဒိုဇာကဆနှလုံးထဲမှာရှိနေတယ်လို့ပြောပါတယ်ဒီစခန်းဟာပါလက်စတိုင်းတွေနတ်ပါလို့ခေါ်တဲ့ အစ္စရေးတွေနိုင်ငံစတဲ့ထူထောင်ခြင်း1948ခုနှစ်စစ်ပွဲအတွင်းနေအင်းတွေကနေနှင်ထုတ်ခံရတဲ့ပါလက်စတိုင်းတွေရဲ့အမျိုးအနွယ်အဆက်ဆက် နေအင်းတွေဆောက်မြို့တည်ထားတဲ့နေရာဖြစ်ပါတယ်။ဒီနေရာမှာကာလတရှိနေထိုင်ဖို့အခုဆိုအစ္စရေးစစ်တပ် engineer အဖွဲ့တွေကပြင်ဆင်နေတာတွေ့ရတယ်လို့လည်းပြောပါတယ်။အခုလိုပြင်ဆင်နေမှုနဲ့ပတ်သက်ပြီး February 23ရက်နေ့ကတော့ Israel ကာကွယ်ဝင်ကြီး Israel Katz ကသူ့တပ်ဖွဲ့တွေ တာရှိနေထိုင်နိုင်အောင်ပြင်ဆင်ကြဖို့အတွက်အမိန့်ပေးခဲ့တာပါအနာခလိုဘီမီလ်ခမာအီမတ်တီရောအစ္စလာမီအကီဆိုနီခုစင်ဝဲနေတဲ့စစ်ပွဲဟာဆွေရောအစ္စလာမစ်ဂျမ်ဖတ်မှုကိုတိုက်ခိုက်နေတာပါပါလက်စတိုင်းအဂျမ်ဖတ်အဖွဲ့အစည်းတွေရဲ့အစ္စရေးပြည်သူတွေထိခိုက်အောင်လုပ်တာနဲ့ရင်ဆိုင်နေရတာကြောင့်အနောက်ဘက်ကန်ဒေတာကထူကမ်ဒုက္ခသည်စခန်းပါဝင်ဒုက္ခသည်စခန်းအလုံးမှာသူတို့မလုရှားနိုင်အောင် IDF တပ်ဖွဲ့ကိုဝင်းကြီးချုပ်ဘန်ဂျမင်နီတယာဟုကရောကျွန်တော်ကပါညွှန်ကြားခဲ့တာပါ ဒါအပြင်လာမယ့်နှစ်အတွက်ဒီဒုက္ခတွေစခန်းတွေကိုရှင်းလင်းမှာဖြစ်ပြီးဒေသခံတွေကိုတော့ပြန်လာခွင့်ပြုမှာမဟုတ်ကြောင်းလည်းကာကွယ်ရေးဝန်ကြီးကပြောပါတယ်။အနောက်ဘက်ကဒေသမြောက်ပိုင်းမှာအစ္စရေးရဲ့လက်နယ်ချီတဲ့စစ်ဆင်ရေးဟာလွန်ခဲ့တဲ့အနှစ်20ကျော်ကာလပါလက်စတိုင်းတွေဒုတိယအကြိမ်အစ္စရေးကိုတော်လှန်အောင်ကြွမှု Second Intifada နောက်ပိုင်းမှာ အကြီးမားဆုံးဖြစ်ပါတယ်။ဒီစစ်ဆင်ရေးမှာအစ္စရေးတပ်ဖွဲ့အများအပြားပါဝင်ပြီး drone တွေရဟတ်ယာဉ်တွေအကူအညီအပြင် တန်ကားတွေကိုပါအမှားဆုံးသုံးလာတာလည်းဖြစ်ပါတယ်။အစ္စရေးရဲ့ဆစ်စင်ရေးဟာဒီဒုက္ခသည်စခန်းတွေကိုခြေကိုယူပြီးအစ္စရေးကိုတိုက်ခိုက်နေတဲ့အီရန်အထောက်ပံ့ပေးနေတဲ့ဟာမတ်စ်နဲ့အစ္စလာမစ်ဂျီယာပါဝင်စစ်သွေးကြွအဖွဲ့တွေကိုရှင်းလင်းဖို့အတွက်ရည်ရွယ်တယ်လို့လည်းပြောပါတယ်။ဒါပေမဲ့သတင်းပတ်နဲ့ချီးပြီးကြားလာချိန်မှာတော့အစ္စရေးတွေကပါလက်စတိုင်းတွေရဲ့နေအိမ်တွေကိုဖျက်ဆီးပြီးပြန်မလာနိုင်အောင် နေရာရွှေ့ပြောင်းနေတာလို့ဂျန်နင်ဒုက္ခသည်စခန်းမှာ တာသမီမင်းမြတ်20နဲ့နေထိုင်တဲ့ဟာဆန်အယ်ကတိပ်ကပြောပါတယ်ဘတ်တလျော်ဟုတ်အကလောအီဇူရီတွေကဒီဒုက္ခတဲ့စကန်တွေရဲ့နာမည်တွေအမှတ်ရစရာတွေကိုမမှတ်မိအောင်ဖျက်ဆီးပစ်ချင်နေတာလေသူရဲ့တားဖြစ်သူကလည်းအီဇူရီတွေဟာမြင်းမြန်တမျှကိုပြစ်ခတ်နေပြီးပါလက်စတိုင်းနဲ့ပတ်သက်တာမှန်သမျှဘာမှမရှိစေချင်တာကိုတွေ့ရတယ်လို့လည်းပြောပါတယ်ဂါဇာကိုအမေရိကန်ရဲ့ဖွံ့ဖြိုးရေးစီမံခိုင်းအတွက် ဌာနေပါလက်စတိုင်းတွေကိုဖယ်ရှားဖို့သမ္မတဒေါ်နယ်ထရမ့်ကအကြံပေးခဲ့တယ်လို့အစ္စရေးဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ကလည်းဒါကိုလက်ခံခဲ့တာကြောင့်ပါလက်စတိုင်းတွေကစိုးရိမ်နေကြတာဖြစ်ပါတယ်။ပါလက်စတိုင်းတွေဟာအစ္စရေးနဲ့ဂျော်ဒန်ကြားကကီလိုမီတာ100လောက်ရှိတဲ့ကျောက်ကပ်ပုံရှိတဲ့သူတို့ရဲ့အနောက်ဘက်ကဒေသနဲ့အတူဂါဇာကမ်းမြောင်ဒေသကိုသူတို့ရဲ့တီးခြားလွတ်လပ်တဲ့နိုင်ငံအဖြစ်နဲ့ထူထောင်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ဒါပေမဲ့သဘောထားတင်ပါတဲ့အစ္စရေးတွေက အနောက်ဘက်ကန်ဒေသကိုအစ္စရေးတိမ့်ပိုက်ဖို့ထက်တလင်းလဲတောင်းဆိုနေသလိုဆော်ရီအာရေဗျအပါအဝင်အာရဗ်နိုင်ငံတွေက အစ္စရေးရဲ့အဓိကမဟာမိတ်အမေရိကန်ရဲ့ဖိအားကိုမလွန်ဆန်နိုင်မဲဖြစ်နေချိန်မှာသမ္မတထရန့်ကိုရန်ကအနောက်ဘက်ကန်နဲ့ပတ်သက်တဲ့သူ့ရဲ့သဘောထားကို မကြခင်မှာချိန်ညမယ်လို့ပြောထားတာကြောင့်ဒေသခံပါလက်စတိုင်းတွေစိုးရိမ်နေကြတာဖြစ်ပါတယ် VOA American တန်ကနေ့စဉ်တင်ဆက်ပေးနေတဲ့နောက်ဆုံးရကမ္ဘာနဲ့မြန်မာသတင်းတွေသတင်းဆောင်မတွေကို email သတင်းလောင်းအဖြစ်နဲ့ VOA ပေးသက်တေစီကိုနေ့စဉ်အရောက်ပို့ပေးနေပါတယ်ရှင်။အခုဆိုရင်ဒီ email သတင်းလောင်းကို Facebook စာမျက်နှာကနေပြီးလွဲ့လွဲ့ကူကူတောင်းယူနိုင်ပါတယ်။ Facebook အသုံးပြုတဲ့သူတွေအနေနဲ့ VOA မြန်မာဝိုင်း Facebook စာမျက်နှာမှာ sign up ဆိုတဲ့အပြရောင်အတန်းလေးကိုနှိပ်လိုက်ရင်အလိုလျောက်ကျမတို့ရဲ့အင်တာနက်ပင်မစာမျက်နှာပေါ်ကအီးမေးလ်သတင်းလွှာတောင်းယူနိုင်တဲ့နေရာကိုရောက်ရှိပါတယ်။ ဖြူရီမြန်မာပိုင်းပင်မစာမျက်နှာမှာဆိုရင်လည်းသတင်းတွေအောက်မှာဝန်ဆောင်မှုများဆိုတဲ့ကောင်းစဉ်နဲ့နေ့စဉ်အီးမေးလ်သတင်းလွှာဆိုတဲ့စာသားလေးတွေ့ရင်တော့အဲ့ကနေပြီးအီးမေးလ်သတင်းလွှာတောင်းယူနိုင်ပါတယ်။နောက်ဒီနေ့ကတော့ VOA မြန်မာအီးမေးလ်လိပ်စာ bambi.set.voanews.com ဒါမှမဟုတ်ရင်လည်း VOA မြန်မာ Facebook Messenger ကနေပြီးတော့ကိုယ့်ရဲ့အီးမေးလ်လိပ်စာကိုရေးပို့လိုက်ပါနော်။အီးမေးလ်လိပ်စာကိုတေချာမှတ်အောင် ရေးပို့ဖို့လိုပါတယ်။နေ့စဉ်တစ်နေ့နှစ်ချိန်ပို့ပေးနေတဲ့အီးမေးလ်သတင်းလွှာက သတင်းကောင်းစင်တွေနဲ့သတင်းအချင်းချုပ်ကိုတစုတစည်းနဲ့ရရှိနိုင်အောင်လို့စီစဉ်ပေးထားပါတယ်။ VOA ပြည်သက်အတွက်သတင်းတွေကိုရေဒီယိုရုပ်မြင်သံကြားနဲ့အင်တာနက်တို့ကနေအရောက်ပို့ပေးနေပါတယ်ရှင်။အမေရိကန်ပြည်ထောင်စုဝက်စကွန်ဆင်ပြည်နယ်မှာရှိတဲ့ဂျေးလက်ဒေသတစ်ခုရဲ့လန်ဒန်လန်ဟာဂုံးပြေဒေသကအမွေးထူနွားတွေတိုးတွေရဲ့စကြက်ကိုဥတီနေပါဗျ။ ဲ့ဒီနေရာမှာမြို့ပြနေထိုင်မှုတွေနဲ့ဝေးရာကျေးလက်ဒေသ အရသာကိုခန်းစားနိုင်စေဖို့ Airbnb အပန်းဖြေတဲခုခံအဖြစ်ချမ်ပါရှင် Bridge Thompsons ပြောင်းလဲထားတဲ့ခေဟောင်းနောက်တွဲတစ်ခုလည်းရှိပါတယ်အပန်းဖြေလာတဲကြတဲ့ဧည့်သည်တွေစီကနေပုံမှန်ဝေဝေဖန်တီးပေးနေတဲ့ Big River Ranch အမည်ရှိတဲ့သူ့ရဲ့စိုက်ပျိုးမွေးမြူရေး channel မှာအသားထွက်မွေးမြူရေးတရိုင်းဆန်တွေလည်းရှိပါတယ်။ ဆိုင်ပြိုးမွေးပြီးရေလုပ်ငန်းကဝေငွေကျဆင်းလာတာနဲ့အမျှကျေးလက်ဒေတာအတွေ့အကြုံတွေတိုးပွားလာစေဖို့ဒီလိုညအိတ်တဲခုန်တိုင်းနဲ့ခရီးသွားလုပ်ငန်းအဖြစ်တော်ပဆန်တို့လိုခြံပိုင်ရှင်တွေပြောင်းလဲလုပ်ကင်လာကြတာပါဆိုင်ပြုံးမွေးမြူရဲ့အခြေခံခီးသွွားလုပ်ငန်းဟာဒေါ်လာ၄.၅ဘီလီယံတန်ဖိုးရှိတယ်လို့လဲအမေရိကန်ဆိုင်ပြုံးရေးဌာန USDA ကခန့်မှန်းထားပါတယ်။ တောင်ဆန်ရဲ့ Airbnb တဲခိုကန်ကရတဲ့ဝင်ငွေဟာမတည်ငြိမ်တဲ့ကုန်စည်လုံးတွေကိုခံနိုင်ရရှိအောင်အထောက်အကူပြုသလိုသူ့ရဲ့အသားထုတ်ကုန်တွေဖြစ်တဲ့အမဲသားနဲ့ဒိုးသားကိုစားတောက်ဆိုင်တွေမှာတွားရောက်ရတာထက်သူ့စီလာတဲ့ဧည့်သည်တွေကိုတိုက်ရိုက်ရောက်တာကဝင်ငွေပိုရတယ်လို့လည်းဆိုပါတယ်ကိုဗစ်ကရောဂါကာလအသွာလာကန့်သက်ချက်တွေအနည်းနာကမြို့တွေမှာရှိခဲ့တော့က Thompson ရဲ့ဟိုတယ်မှာတော့ ကြိုတင်ပုံကင်တွေနဲ့ပြေးလို့နေပြီးတော့အပတ်တိုင်းလိုလိုဧည့်သည်တွေရောက်လို့လာတာပါကိုဗစ်ကာလမှာလေယာရီနဲ့ကျေးလက်ဒေသတွေစီအပန်းဖြေခရီးသွားဖို့ရွေးချယ်ကြသလိုကျေးလက်ဒေသမှာမြို့ပြနဲ့မတူတဲ့ခက်ခွက်ခွာနေလို့ရတာကြောင့်လေယာခရီးသွားလုပ်ငန်းကအားကောင်းလာခဲ့တာလို့မင်းနီဆိုဒါတက္ကသိုလ်ကကြောင်းစရာရိုင်ယန်ဖက်ရှ်ကပြောပါတယ် that uh, consumers are looking for more တကယ်တော့ဧည့်သည်တွေကပိုစစ်မှန်တဲ့အတွေ့အကြုံတွေကိုရှာဖွေနေကြတာလေ အမေရိကန်ပြည်ထောင်စုကကာလာတို9ရက်နဲ့လုပ်ငန်းတွေကိုလေးလာချက်အရာစိုက်ပျိုးပွင့်ပြုရေးအခြေခံတဲခိုကလုပ်ငန်းတွေဟာလူခဲတဲ့9နှစ်အတွင်း89ရာခိုင်နှုန်းတိုးလာပြီးတော့အခန်းငားတဲ့လုပ်ငန်းတွေထဲမှာနှစ်ဆလောက်အထိတိုးလာတယ်လို့လည်း RDN နေကုမ္ပဏီရဲ့အချက်အလက်တွေမှာဖော်ပြထားပါတယ်။ Airbnb လို့တခြားနာမည်ကြီးတဲခိုကလုပ်ငန်းတွေဖြစ်ကြတဲ့ Hipcom, Havers Host နဲ့ The Dirt တို့မှာလည်း လူခဲ့တဲ့၅နှစ်အတွင်းစိုက်ပျိုးမွေးမြူရေးအခြေခံတဲခုခံလုပ်ငန်းတွေဆင်းရဲပေးတာတည်တည်တသာတိုးလာတယ်လို့လည်းဆိုပါတယ်အမေရိကန်စိုက်ပျိုးရေးဌာန USDA အချက်အလက်တွေအရစိုက်ပျိုးပွဲပြင်းရေးလုပ်ငန်းကဝင်ငွေဟာ2022ခုနှစ်မှာ23ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့တာပါအမေရိကန်စိုက်ပျိုးပွဲပြင်းရေးလုပ်ငန်းကဝင်ငွေဟာဒီနှစ်မှာဒေါ်လာမယ်လို့ခန့်မှန်းထားပေမဲ့အဓိကကတော့အစိုးရရဲ့အထောက်ပံ့ကြောင့်သာဖြစ်ပြီး ထွက်ကုန်တွေကရတဲ့ဝေဝေကတော့ဆက်လက်ကြဆင်းပဲလို့ခန့်မှန်းထားပါတယ်။တချို့နေရာတွေကလလန်းမမီနိုင်မရောက်နိုင်တဲ့နေရာတွေဖြစ်နေတာဒါမှမဟုတ်ချမ်းပါရှင်တွေကသစိမ်းတွေကိုလက်မခံချင်တာမျိုးလည်းရှိတတ်တာကြောင့်စိုက်ပျိုးမွေးမြူရေးချမ်းအားလုံးကိုတော့ခီးသွွားလုပ်ငန်းအဖြစ်ပြောင်းလဲဖို့မဖြစ်နိုင်ပါဘူး။အမခန့်ထားရတာအစိုးရစီးပွားတွေကိုလိုက်နာရတာတွေကလည်းငွေကြေးအကုန်ကြများနိုင်ပါတယ်။ အသက်33နှစ်အရွယ်သောမဆန်းကတော့စံပြိုးရည်နဲ့မွေးမြူရည်ကိုအားထားစရာမလိုတော့တဲ့လုပ်ငန်းဖြစ်လို့သဘောကျတယ်လို့ပြောပါတယ်။ I don't want to be out there working my butt off for 5 dollars an hour. အဲ့ဒီရီဒရယ် airstream နောက်တွဲကိုတန်ရှင်းရေးလုပ်ရင်တနာယီကို American dollar 100ရနေတဲ့အချိန်မှာ9ဒေါ်လာပဲရဖို့အပြစ်မှာသွားပြီးတော့ပြင်ပပန်းမလုပ်ချင်တော့ပါဘူး။နေထိုင်ရတဲ့ပုံစံကိုလည်းသဘောကျပါတယ်။ စိုက်ပျိုးရေးလုပ်ကိုလည်းဆက်ပြီးတော့လှုပ်ချင်ပါတယ်ဒါပေမဲ့အရင်လိုပေးဆက်ရမှာမျိုးတော့မလုပ်ချင်တော့ပါဘူး။စာပြုတ်ရဲ့အခြေခံခီးသွွားလုပ်ငန်းရဲ့အဝေးဝေးတွေကမိသားစုတွေအတွက်ပိုင်ဆိုင်မှုတွေကို ထိမ့်သိမ့်ဖို့နဲ့အကျွေးဆက်ဖို့လည်းအထောက်အကူဖြစ်ပါတယ်။မြေစီလွာထိမ့်သိမ့်တာစပားစည်းလုံးအတက်အကျစောင့်ကြည့်တာတွေထက် Airbnb တဲခိုကလုပ်ငန်းအတွက်ပြုပြင်တာနဲ့ website တည်ထောင်တာတွေကို နှစ်သက်ကြတဲ့မျိုးဆက်သစ်လူငယ်တွေအတွက်လည်းဒီလုပ်ငန်းတွေကအလောက်ကိုင်းအခွင့်အလမ်းတွေကိုဖန်တီးပေးတယ်လို့ချက်ပိုင်ရှင်တွေကဆိုပါတယ်ရှင်ကျမလေးပါပါဆလဘီနောက်ဆုံးရငွေလဲနှုန်းရွှေဈေးနဲ့ဆက်သုံးစီဈေးနှုန်းတွေကိုပြောပြပေးပါမယ်။မက်လာ၁၂ရက်နေ့ဘူဘန်သက်မှတ်ငွေလဲနှုန်းကတော့အမေရိကန်ဒေါ်လာကိုမြန်မာကျပ်ဝင်1100ကျပ်ရှိပါတယ်။ရန်ကုန်မြို့ရဲ့တရားဝင်ငွေလဲကောင်တာတွေမှာတော့ဘူဘန်သက်မှတ်ဈေးတိုင်းဝယ်ဈေး1100ကျပ်ရှိပြီးရောင်းဈေးကတော့1106ကျပ်ကနေ 2130ကျပ်နဲ့ဒေါ်လာငွေလက်ကျန်ရှိသလောက်ရောင်းချပေးနေပေမဲ့ပြပပေါက်စီမှာတော့မနေ့ကဘုံတုံးနေ့ညနေပိုင်းမှာဒေါ်လာကိုဝယ်ဈေး4350ကျပ်ဝန်းကျင်ရှိခဲ့ပြီးရောင်းဈေးကတော့4400ကျပ်ဝန်းကျင်အထိဈေးပေါက်နေခဲ့တာပါရွှေဈေးကတော့ခောက်ရွှေတစ်ကျပ်သားကိုရန်ကုန်ရွှေလုံငန်းရှင်များအတင်ကတတ်မှတ်ရင်းညွန်ဈေး54သိန်း8000ကျပ်ဝန်းကျင်နဲ့သာရောင်းဝယ်ပြုလုပ်ဖို့ထုတ်ပြန်ထားပေမဲ့ပြပခောက်ရွှေဈေးကမှာတော့66သိန်းဝန်းကျင်နဲ့ရောင်းဝယ်ခဲ့ကြပါတယ် ဆက်သုံးစီဈေးနှုန်းတွေကတော့ Audit 92 RON တလီတာကို3155ကျပ်နဲ့ Audit 95 RON တလီတာကို3205ကျပ်ဈေးဖြစ်ပါတယ်။ဒီဇယ်တလီတာကတော့2690ကျပ်ပါ။အထက်ဖော်ပြပါဈေးနှုန်းများကတော့ချိန်နဲ့မျှပြောင်းလဲမှုရှိနေပါတယ်။မန္တလေးနဲ့တခြားမြို့ကြီးတွေမှာလည်းရေကောင်းတဲ့ဈေးနှုန်းခွာခြားချက်ရှိပါတယ်ခင်ဗျာ။ ။မီဇီမာအတွက် BOE စီစဉ်ကတော့ဒီလောက်ပါပဲခင်ဗျာ။မီဇီမာအတွက် BOE American တန်ရဲ့တင်ဆက်မှုတွေကို BOE ရဲ့24နာရီဒူဒူမိတ်ဆွေရုပ်သံလိုင်းကဖမ်းယူကြည့်ရှုနိုင်တဲ့အပြင် YouTube ပေါ်ကမီဇီမာစာမျက်နှာဖြစ်တဲ့မီဇီမာ TV စာမျက်နှာနဲ့မီဇီမာ Facebook လူမှုကွန်ရက်ပေါ်ကလည်းရှုစားနိုင်ပါတယ်။မီဇီမာအတွက် BOE စီစဉ်ကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးအတွက်မင်္ဂလာရှိတဲ့နေ့တစ်နေ့ဖြစ်ကြပါစေ။